grayscale look ကိုပြောတာလား grayscale first day look ကြီးမမေကျွန်တော်အဲ့သူ့စပင်လေးကိုအရင်ကြိုက်တယ်အဲ့တုန်းကအဲ့လိုဂုတ်ဝဲလေးချစ်စရာလေးသူ့တူပြအခုမိမကတော့ပြောတာစီမိမအဲ့ကလေးတညက်ပေးပါလားလို့ပူဇော်ထားတယ်ညမဲ့လည်းပါဘူးတော့သူလည်းသပင်ရှည်ကြီးနဲ့ကျတော့တိတ်ပြီးတော့မလွတ်လပ်လို့လေ။အဲကြောင့်ပြောချင်တာထားမဲတာ။ထားလို့ကိုညှက်ပေးမဲလို့။အဲ့လိုမျိုးဆက်ဆက်ချင်းတွေ့တော့မှအော်ချစ်စရာလေးပေါ့ချောလိုက်တာဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုး အဲ့ဒါအဲ့လိုကြောင်တော်တော်လေးဖြစ်သွားသေးတယ်ကျွန်တော်ရေစကားမပြောနိုင်တော့သူသူပုံစံလေးကိုကဆွဲမိပါဘူးဆိုတော့အဲ့လိုကြီးထိုင်ကြည့်ပြီးအဲ့ဒီနေ့ကိုအခုဒီလည်းမှတ်မိသေးတယ်ခေါင်းထဲမှာလည်းတစ်စချင်းစီကိုပုံဖော်လို့ရသေးတယ်ဒါတော့ပြိဿတ်တွေရဲ့အသေးစောမင်းသားအောင်မင်းခမ်းပါ အောင်မင်းခန်းနဲ့ပြည်သက်တွေကိုဒီကနေ့ပေါ့နော်အလွမ်းပြေလေးဖြစ်ဖို့အတွက်ကျွန်တော်တို့အဲကော်မရှယ်လေးတစ်ခုရိုက်ပေးနေရဖြစ်ပါတယ်ဟုတ်ငယ်ငယ်တုန်းကတော့ကျွန်တော်ဟိုကာလာတွေစိုးတာပေါ့နော်အဲအဲ့လိုမျိုးစိုးခဲ့လို့လည်းသပင်တွေကပြက်စီးပြီးတော့အဲ့လိုမျိုးမထူတော့ပါအောင်ကုန်တာပေါ့နော်အခုအသက်လည်းကြီးတော့သပင်အနက်ပဲထားပြီးတော့လေစပရေးလေးခပ်ပါကျွန်တော်ဘေးကွယ်ပဲများပါတယ်ဘေးကွယ်ပဲများပါတယ်အဲ့လိုမျိုးအခုကျတော့ဒါ7 day 7 look လုပ်မယ်ဆိုတော့အဲ့လိုမျိုးအရှိချတာလေးတွေဘေးခွဲမှလေးတွေအလေခွဲမှလည်းပုံစံမျိုးစုံပေါ့အဲ့လိုတောင်းပေါ့လောလောဆယ်ကတော့အဲတတရရဖြစ်တဲ့ဘက်ပဲကျွန်တော်သွားတာပေါ့အခုဒီ look တွေရောဘယ်ဘယ်သွားဖို့ဆိုရင်စီတီဆုံးလုပ်ကြည့်အာဒီကတော့အဲ့လိုမျိုးပေါ့ပေါ့ပြင်ထွက်တငယ်ချင်းနဲ့ hang out လို့အဲအဲ့လိုပုံစံမျိုးလေးပေါ့ခင်ဗျာအဲ့လို Thursday we start to follow ပေါ့ပေါ့မှာနော် grayscale look ကိုပြောတာလား grayscale first state look ကိုမမေကျွန်တော်အဲ့သူ့စပင်လေးကိုအရင်ကြိုက်တယ်အဲ့တုန်းကအဲ့လိုဂုတ်ဝဲလေးချစ်စရာလေးအဲ့တုန်းကဆက်စပ်တွေ့ကျွန်တော်ကအဲ့အဲ့ဒါသူ့တွေ့ပြအခုမိမောင်တော့ပြောတာစီမိမအဲ့ကိလေးပြညက်ပေးပါလားအဲ့လိုပူစားထားတယ်ညက်မယ်တယ်ဘာလို့သူလဲအဲဟိုဘာဖြစ်လို့စပင်ရှည်ကြီးနဲ့ကြတော့တိတ်ပြီးတော့မလွတ်လပ်လို့လေအဲ့ကြောင့်ပြောထားမယ်ဒါထားလို့ကိုညက်ပေးမယ်လို့ မရှိပါဘူးကျွန်တော်စကားရထိုင်များသူ့ကိုသူ့ကိုအဲ့လိုမျိုးသူ့သူ့အဲသူ့အကောင့်ထဲမှာကအဲ့လိုမျိုးသူကအကောင့်လေးကြိုက်တယ်လေကျွန်တော်ကအကောင့်လေးတိတ်မမွေးပြပြီသူကကျွန်တော်အကောင့်လေးတွေမွေးရဆိုပြီးသူ့ကိုရှောက်ဖို့တာပေါ့အမှန်တကယ်လို့မွေးလဲမွေးပါတယ်ဒါပေမဲ့အဲ့လိုမျိုးကြီးအဲသူများမွေးတာပေါ့ပဲချစ်တာများများတာပေါ့ကိုကိုတန်းကခွေးပဲမွေးဘူးတာပေါ့တခြားအကောင့်လည်းမွေးဘူးပေါ့အဲ့တော့ရှင်းခုံကဘယ်လောက်ကြီးတောင်မှာကိုကိုလည်းရှင်းခုံခွေးကအမှန် အာအဲ့လိုမျိုးဆက်ဆက်ချင်းတွေ့တော့မှာဩချစ်စရာလေးပေါ့ချောလိုက်တာဆိုပြီးကျွန်တော်အဲ့လိုမျိုးအဲအဲအဲ့လိုကြောင်တော်တော်လေးဖြစ်သွားသေးတယ်ကျွန်တော်ရေစကားမပြောရအောင်သူသူပုံစံလေးကိုကဆွဲမိပါဘူးဆိုတော့အဲ့လိုမျိုးထိုင်ကြည့်ပြီးတော့အဲ့ဒါလည်းမမိသေးတယ်ကြာအတုံးကလည်းအဲ့လိုမျိုးဆက်ဆက်တွေ့ချင်းနေရတော့အဲ့လိုမျိုးရင်ခုန်တာပေါ့ခုန်တာဆိုတော့ကိုတိုက်ကိုသွားပြီးတော့တွေ့တာလေဆိုတော့အဲ့အဲ့အဲ့လေးကိုကြည့်ပြီးတော့ အဲ့ဒီအဲ့ဒီနေ့ကိုအခုဒီလည်းမှတ်မိသေးတယ်ခေါင်းထဲမှာလည်းတစ်စစ်ချင်းစီကိုပုံဖော်လို့ရသေးတယ်ဟုတ်ကိုယ်နဲ့ရုပ်တူတာထက်ကိုကြိုက်တဲ့ပုံစံကိုတွေ့လိုက်ရတာပေါ့အဲအဲ့လိုမျိုးကိုကြိုက်တဲ့သဘင်ပုံစံကိုကြိုက်တဲ့အဲဇရိတာကိုကြိုက်တဲ့စိတ်နေစိတ်ထားအဲအဲ့လိုအဲ့လိုမျိုးတွေ့သွားတွေ့လိုက်ရတာပေါ့စစချင်းတော့မသိသေးဘူးပေါ့နောက်ပိုင်းကျမှဇရိတာတွေစိတ်နေစိတ်ထားတွေသွားတွေ့တာပေါ့ ပြင်မှာတွေ့မှာဖြစ်တာ online မှာတော့ဘယ်လိုဖြစ်မလဲ you ရေးစားထားတယ်ဆိုတော့လေကိုလိုမျိုးဟိုဘောကအနောင်ရေးဆိုပြီးအဲ့လိုထားတော့မရှိဘူးပါဘာဘာလို့ဆိုတော့အခုလက်ရှိထားနေတဲ့လူတွေကလည်းကျွန်တော်ကြည့်တာများတော့အဲ့လိုမျိုးတင်းတင်းကြီးအဆင်ပြေသွားတာပဲများကြပါလေဆက်စပ်တွေ့ကြတဲ့ကဒါငါ့ရဲ့လက်တွဲပေါ်ပဲဆိုပြီးဘာမှမရှိပါဘူးအဲ့လိုမျိုးတွင်းတွင်းနဲ့လက်တွဲပေါ်ဖြစ်သွားတာပါပဲ လို့ပဲကျွန်တော်လည်းသူနဲ့ကျွန်တော်လည်းရတယ်တရားတရားဒါစိတ်စိတ်သဘောထားချင်းတိုက်ဆိုင်တယ်လို့အဲအဲ့လိုမျိုးပုံစံပုံစံချင်းကလည်းတူတယ်အဲ့လိုမျိုးပို့အပါနေတတ်တာချင်းလည်းတူတယ်ဆိုတော့အဲ့လိုမျိုးတွေသွားပြီးတော့အဲတိုက်ဆိုင်တာတွေများပြီးလက်တွဲပေါ်ထိဖြစ်သွားတာပေါ့ခင်ဗျာတက်ကတော့တော့ကွာအဲသူကကျွန်တော်ထက်ငယ်တယ်ဗျအဲ့လိုမျိုးတိတ်တယ်မကွာပါဘူးတင်တင်တင်လည်းဟာလာပါပဲအဲ့နောက်ပြမဲ့အတွေ့ရတော့သူနဲ့ကြိုက်ပြီးတော့အဲ့လိုမျိုးနှစ်နှစ်နဲ့ကြာဝတ်အချိန်မှဝင်လာတာပေါ့နော်။အော် ိုသူဒီပုံစံတိုင်းဆိုရင်လို့ဒါဒါကိုကိုတွဲကိုလက်တွဲရမယ့်လူတယောက်ပဲလို့အာကျွန်တော်စိတ်ကူးမိသွားတော့ဗောနော်သူတော့ဖွင့်မပြောပါဘူးမပြောဆိုတာကအဲကိုကိုတိုင်းကိုကိုကို confirm ရင်လုပ်နေရဗောနော်ပြီးမှကို confirm ဖြစ်သွားပြီဆိုမှအာသူ့ကိုကျွန်တော်ဖွင့်ပြောတာဘယ်လိုမျိုးပေါ့ကောင်းတဲ့တကယ် good supporter ပဲအဲ့လိုမျိုးဘယ်လိုမျိုးကြီးကျွန်တော်တို့လိုက်ပြီးတော့ဟိုမလုံနဲ့ဒီမလုံနဲ့ဘယ်လိုအဲ့လိုမျိုးမရှိဘူးအဲ့ဒါကိုလည်းကျွန်တော်သဘောကျတယ်ကျွန်တော်ပုံမှန်လည်းဟိုဟိုပေါ့ ဟိုအကြံဉာဏ်နဲ့ပေးတယ်ပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒါလေးတွေချစ်တယ်ဗျာဟုတ်ပါတော့နော်ဟုတ်တယ်ဟုတ်တယ်ဒီမှာဒီမှာကိုစင်လုပ်ပြီးရောလေကျွန်တော်ဘောင်းအောင်လိုက်ကြောင်းပြန်ပေါ်ရိုက်မယ်ကိုစင်လေးမှကျွန်တော်ပြင်ပေးတာပေါ့နော် maker ဇပင်ကိုစင်လေးမှပြင်ပေးတယ်ပြီးတော့ကိုစင်လေးရဲ့ studio 2 day studio မှာကျွန်တော်တို့လာရရောက်လာရောက်ပြီးရိုက်တာပေါ့ခင်ဗျာအာဘရင်တော်လန်နော်ဒါဘရင်တော်လန်ပါနော်ဟုတ်ကဲ့ခင်ဗျာ BS hair sprayer ကြတော့ညီလေးအဲလူမျိုး အရွယ်လောက်တည်းကအခုဒါကလေးဖေဖြစ်တဲ့ဒီလူနဲ့ရိုက်ခဲ့တာပေါ့နော်။အောင်မင်းခန့်ရဲ့အမာခံပြိသက်တွေဆိုလို့ရှင်တဲ့ဆိုင်မှာသွားဝယ်တိုင်းသူတို့မင်းသားလေးအလွမ်းပြေပေါ့နော်။ဒီ product လေးကိုအားပေးကြပါလေတဲ့ဟုတ်မင်းသားဘာလဲကြောင်းလဲသားဆိုသူပို့ပြီးရင်းချက်လာအရင်တည်းကလည်းသူကဟိုမြန်မာပြည်မှာအတာလုံနေတဲ့အချိန်မှာတည်းကလည်းအဲမတ်ချူအဖြစ်တယ်ဒါပေမဲ့ဒီအမေရိကရောက်သွားတဲ့အချိန်မှာပို့ပြီးတော့တရုတ်ဆောင်ဘဝအပြင်တကယ် အဲအပြင် live ပြဘောဟာဘာသူတိလာတာပေါ့နော်အဲ့အတွက်ခုနကသူနဲ့စကားတွေပြောတော့လေဟိုဘက်ကအတွေ့အကြုံနေနဲ့အဲပြန်လဲမျှဝေပေးတဲ့အတွက်တော်တော်လေးဟိုအိတ်ဆက်လက်ဖြစ်နေပြီပေါ့နော်ဟုတ်အာကျွန်တော် US ကအတွေ့အကြုံနေပေါ့နော်အဲအဲ့ဒါလေးတွေပြောပြကျွန်တော် US မှာကကျွန်တော်အဲ jewelry နဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ခဲ့တာကိုဆိုတော့အဲ့ဒါနဲ့အဲပြီးတော့ဟိုတခြား state တွေကိုလည်းကျွန်တော်တွားခဲ့တယ်ဆိုတော့အကြောင်းအဲပြီးတော့ဟိုဘက်ကာချာဒီဘက်ကာချာတွေဘယ်လိုရှိရဲဆိုတော့အကြောင်းအဲ့လိုမျိုးပေါ့ knowledge sharing ပေါ့